ဟိုဘယ်လိုပြောမလဲတာတာတာလို့တော့ပြနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြတော့အမရန်သူ့ကိုချစ်တယ်တော့ချစ်သူကသေကန်နေတတ်မမီဘူးလေအသက်မမီရောသူကရှာမှာပဲသခင်ကိုအဲ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 သူ့အဲ့လိုမျိုးကြီးမဖြစ်စေချင်တော့အမဟိုဘယ်လိုပြောမလဲနောက်မဆုံးကြတော့အဲ့အဲ့ဒီမှာသေချာပြောပါပေါ့နော်သူသူ့အတွက်လည်းသွားရလေဖုန်းကြီးကြောင်းနေပါလေမနသွားပြီးတော့စွန်းနေပါလေအဲဟုတ်တယ်ဟုတ်တယ်ကတ်တယ်ဟုတ်တယ်အဲ့လိုမျိုးသူ့အတွက်လုပ်ပေးအမြပေးတာလေဟို ပထမ်းရွတ်တာတို့ပါလို့ဆိုလို့ရှိရင်သူကအမြန်တမ်းအနားမှာရှိရဲ့အဖေပထမ်းရွတ်ရင်အမပထမ်းရွတ်ရင်အမြန်အမြန်တမ်းအနားမှာရှိရဲ့အဲအဲ့လိုမျိုးသမီးနဲ့ပုံတွေလည်းရှိရဲ့အဲရသမီးပထမ်းရွတ်ရင်လည်းသူကဘေးနားမှာငုတ်တော့တွေထားပြီးတော့မျက်နှာကြီးအဲ့ပုံလေးတွေလည်းရှိရဲ့မရှိဘူးကိုကိုခီးရပြောင်းလို့ရှင်ကိုကိုကြုံမဲ့လို့ဘယ်သူမှမရှိဘူးအခုတော့ပြောနေပုံစံနေဟုတ်တယ်ဟုတ်တယ် ေဒနာမှာရွှေချမ်းခွေလေးအမခွေလေးစုံတော့တော့နည်းနည်းစိတ်ထိတ်ကြိုက်သွားရတယ်ပါတယ်အဲ့မှာတက်ပြီးတော့ဟွာတွေလည်းအပုံတော်မှအခုဒီမြေမျိုးတော်လျှောက်သွားတဲ့ဟာတွေမှပြန်တင်ပြတာပါသူသူမမေ့နိုင်ဘူးအခုချိန်ဒီနေ့ထိတောင်မှမမေ့နိုင်ဘူးပေါ့နော်ဘယ်လိုပဲပြောပြောကိုနဲ့နေခဲ့တာ၅နှစ်ကျော်ပေါ့နော်၅နှစ်ကျော်ဆိုတဲ့အချိန်မှာသူ့ကိုမမေ့နိုင်ဘူးရသလောက်လဲကုတယ်ကုဝင်မဲ့လဲ ဘယ်လိုပြောမလဲခုပြီးတော့သူ့ကိုအဖတ်တင်မယ်လို့ထင်တာပေါ့နော်မတင်ခဲ့ဘူးပေါ့သူကပြီးတော့တော်တော်လေးခံစားလိုက်ရနှစ်ခါတော့ခွဲဆက်လိုက်ရတာအားကြောင့်ခွေးထဲမှာမှပထမအောင်ဆုံးဖြစ်တဲ့ယောဂအဲအဲ့လိုဟုတ်တယ်ဟုတ်တယ်သူ့ကိုကဟိုအော်ငါဂယူမဆမ်းမိလို့များအဲ့လိုဖြစ်သွားတာပေါ့ဘာဖြစ်ဆိုတော့ဒီမြမပြီမအောင်မရှိသေးတာအဲ့ယောဂသူကဟိုပါပေါ့ဟိုဟာဟိုဥကျင်းသွားတာလေ အဲ့ဝမ်းသွားတဲ့နေရာမှာဥကျင်းသွားပြီးတော့သူကသွားကြတိုးတန်တချောင်းစာလောက်ပဲရှိရတယ်ဥလေးကအဲ့ဆိုတော့သူ့ရဲ့ဟိုအမြဲတမ်းဖောက်ပြီးတော့ဝမ်းအမြဲတမ်းသွားနေအောင်လုပ်ပေးတာမဟုတ်ဘူးသူသွေးဝမ်းသွားပြီးတော့သူဆေးတွေတိုးလိုက်တဲ့အချိန်မှာအဲ့ဆေးတွေကနေပြီးတော့ဥကိုကျင်းသွားရတယ်တူပါတယ်ဆရာဝန်တွေကလည်းစုံသွားတယ်အမနောက်ပတ်ဆုံးကျတော့အမနောက်ဆုံးရောက်တဲ့ဆေးရုံမှာကျတော့ဒုတိယကျင်းခွဲတော့၁၂ရက်မြောက်မှာပဲသူစုံသွားပိုမဲလူနေမရှိရောဘူးအဲ့လိုမျိုးအရင်တော့ဆိုလို့ရှိရင်အမပဲရောက်ရောက်လေသူကကားတန်ကြရင်တော့ချက်ချင်းပဲလေအဲ့လိုမျိုး အဲ့ဒါကြောင့်မလို့အဲအဲ့ဒါကြီးစိတ်ဆင်းရဲတာလည်းပါတယ်ဆိုဆိုတက်မလာအဲ့ဒါကြောင့်တက်မလာတော့ဟုတ်ကဲ့ပါမွေးတော့ဦးတန်ရောစင်နေမထားတော့ဘာဖြစ်လို့ဆိုဒီတန်ရောစင်ကတော်တော်ကြီးရပါဘောနော်သူ့ကိုအရန်သူ့အမဖုန်းတစ်ခုလုံးကသူ့ပုံတွေကြီးပဲသူ့ဗီဒီယိုတွေကြီးပဲအဲ့ဆိုတဲ့အခါကျတော့ အစင်နေမပြေတော့ဘူးနောက်တက်လည်းမွေးဖို့အစီအစဉ်မရှိဘူးတရားလဲမွေးဖို့အစီအစဉ်မရှိပါဘူးမရှိဘဲနဲ့လက်ဆောင်ရတယ်ဆိုတော့မွေးပြစ်သွားတဲ့ခွေးလေးပါအမမန်တော့အမကဟိုအမကလာပေးတဲ့အချိန်မှာဆောက်လာသားဆိုပြီးတော့ထင်တာပေါ့နော်ဒါနောက်ကြတော့မှတကယ်သူနေမကောင်းဖြစ်တဲ့အချိန်မှာမပိုင်ရှင်အစ်စ်မန်ပေါ်လာတယ်ပေါ်လာတဲ့ခါကျတော့သူ့ခွေးလေးကနှစ်နှစ်ရှိပါပြီရဲ့အမကတော့တောင်းဝင်ရပေးတော့6လဆိုပြီးပေးတာ ကိုထောင်းဝင်ပေးထားရတာဟုတ်တယ်ဟုတ်တယ်6လဆိုပြီးတော့ပေးတာဒါပေမဲ့တကယ်ပိုင်ရှင်အစ်မံပေါ်လာတဲ့ခါကျတော့ပိုင်ရှင်ကအဲဆိုအမောက်ကိုတစ်ချက်လောက်အသက်ပေါ်တော့ပြောပြပေးပါလားအဲ့ဒါမှအမသူ့ကိုဆရာဝန်တွေလည်းပြောပြလို့အဆင်ပြေမှာဆိုတော့နှစ်နှစ်ရှိပြီဆိုတော့ခွေးလေးကအမအိမ်မှာ9နှစ်ကျော်ဆိုတော့ခါကျခွန်းနှစ်ပေါ့သူဆုံးကတော့ခွန်းနှစ်ရှိနေပြီပေါ့တော်တော်လေးကိုတော်တော်ခန်းစားရတယ်တော်တော်ခန်းစားရတယ်အဲဘာပြောမွေးလဲမမွေးတော့သူဆုံးတဲ့ချိန်ည7နာရီအယူလို့ပဲတယောက်တည်းဝုန်းတိုင်းကျပြီးကားမောင်းတော့ဆေးရုံအမြန်ပြေးတာသူ့ကိုဆေးရုံမှာဆက်နေရထားခဲ့ရတာပေါ့ဒိန်း50ပေါ့ ေးလေးဆယ်ကုန်လာတော့တက်မစဆက်ဆက်ရှင်းတယ်ဟုတ်တယ်တိကြိုက်တာဗောကိုကိုဟိုသူ့ဘရိုဝဲဖြစ်ဖြစ်နောက်မဆုံး तू อ่ะလေဟိုဝမ်းမသွားနိုင်တော့ဘူးဝမ်းသွားဖို့တော့အပဖောက်ပေးတာအဲ့ဒါနေတစ်ချိန်လုံးကြာနေမှာဝမ်းอ่ะအဲ့ဒါလည်းလုပ်ပေးနိုင်တယ်အသက်ရှင်ပြီးတော့အဲ့ဒါကိုမရှင်းတော့တာ तू อ่ะဒါမဲ့လည်းခါကြစဉ်းစားတော့လည်းသူ့ရဲ့ဘယ်လိုပြောမလဲဒီ ခွေးလေးတွေမှာပထမဆုံးဖြစ်တဲ့အရာကိုပဲသူဖြစ်တယ်ပေါ့ဆိုသူရဲ့ဝတ်ကြွေးတွေပါလာတယ်ပဲလို့ပဲခံယူရပါဘောနော်ပြီးတော့ဝတ်ကြွေးတွေလည်းသူဆက်လိုက်တယ်ပေါ့အဲအဲ့လိုအဲ့လိုပဲလှုပ်လိုက်တယ်ပေါ့ကိုတကယ်ချင်းနေရတယ်နင်းလှုပ်တင်လှုပ်ထတာအားလုံးလည်းလှုပ်ပေးပြီးသွားပြီပေါ့လေမရှိဘူးကိုကိုခီးရပြန်လို့ရှင်ကိုကိုကြုံမဲ့လို့ဘယ်သူမှမရှိဘူးအခုတော့ပြန်နေပုံစံနေဟုတ်တယ်ဟုတ်တယ်ကိုကဟိုဘလို့ပြောမလဲတာတာတာလို့တော့ပြန်နေတာပေါ့နော်အဲ့လိုမျိုးပြောတော့အမအရန်သူ့ချစ်တယ်တော့ချစ်အဲ အိမ်မက်တော့မပေးဘူးဒါပေမဲ့လေနိုင်ငံတကာမှာလုပ်တယ်ကွာအော်တိုဘာ29ဆိုလို့ရှိရင်တေသွားတဲ့ကိုယ့်ရဲ့ခွေးလေးတွေကိုခေါ်ရတယ်လေဒါပေမဲ့သူတေသွားတာအော်တိုဘာ16ဆိုတော့29မှာတော့အဲ့လိုမျိုးနီးတိုင်းတော့လုပ်ကြည့်ရပါဘောနော်အဲ့ဆိုတော့အဲ့ဖျောင်းနိုင်ထုံးတယ်သူ့စကားတွေပြောတယ်ဒါပေမဲ့လုံးဝလေးလုံးနေတဲ့အချိန်မှာဖျောင်းနိုင်လုံးဝတပြက်ပြက်နဲ့ဖြစ်တယ်အဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့အဲ့အချိန်မှာတော့သူ့ကိုဟိုဘယ်လိုပြောမဖြစ်စေချင်ဘူးဘယ်လိုပြောမလဲဆွဲနေရတယ်မဖြစ်စေချင်ဘူးသူက တေကန်နေတတ်မမီဘူးလေအတတ်မမီရောသူကရှာမှာပဲသခင်ကိုအဲ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 အကြောင်းသူအဲ့လိုမျိုးကြီးမဖြစ်စေချင်တော့အမဟိုဘယ်လိုရောမလဲနောက်မဆုံးကြတော့အဲ့အဲ့ဒီမှာတေချာပြောပါဘောတော့သူသူ့အတွက်လည်းသွားရလေဖုန်းကြီးရောက်နေပါလေဘာလဲသွားပြီးတော့စွန်းနေပါလေအဲဟုတ်တယ်ဟုတ်တယ်ကတ်တယ်ဟုတ်တယ်အဲ့လိုမျိုးသူ့အတွက်လုပ်ပြီးအမြပေးတာလေဒါပေမဲ့နောက်မှကြတော့လူဖြစ်မှန်းနေတာပဲဘာဖြစ်ဆိုတော့ဟို ထန်းရွတ်တာတို့ဘာလို့ဆိုလို့ရှိရင်သူကအမြဲတမ်းအနားမှာရှိရဲ့အဖေပထန်းရွတ်ရင်အမပထန်းရွတ်ရင်အမြဲအမြဲတမ်းအနားမှာရှိရဲ့အဲအဲ့လိုမျိုးတမီးနဲ့ပုံတွေလည်းရှိရဲ့အဲ့ရတမီးပထန်းရွတ်ရင်လည်းသူကဘေးနားမှာငုတ်တော့လေးထားတာမျက်နှာကြီးအဲ့ပုံလေးတွေရှိရဲ့ရှိရောအရင်တော့ဆိုလို့ရှိလို့ရှိရင်ဗီဒီယိုကောခေါ်တယ်လေခေါ်တယ်ဆိုတော့တမီးထက်တော်မှလို့ပေါ့ကိုယ့်ရဲ့ခွဲဟိုသူများဆိုမပြောမယ်နင်းကပို့လိုက်တာတခါကျရင်ဟိုပြောရယ်လေနင်းရဲ့သားသမီးရဲ့ဘာလုပ်လဲတဲ့အတငယ်ချင်းနေဆိုစပပူး ငါသားတော့ငါအရင်ချစ်တာအဲ့လိုမျိုးပေါ့နော်ဟိုဟို तू ကကြတော့တရိတ်ဆန်ကြတော့ဘာမှမပြောတတ်ဘူးလေဟုတ်တယ်ဟုတ်တယ်ဟိုအရင်သမီးကကြတော့ပြောတတ်တယ်လေစားရင်စားမယ်မစားရင်မစားဘူးဆိုတော့တို့ကကြတော့ကိုလုတ်ပေးမှရတာဟုတ်အဲ့ဆိုတော့သူ့အမြဲတမ်းစိတ်ပူပြီးတော့ဖုန်းဆက်ပြီးဆိုလို့ရှိရင်သမီးရဲ့ဘာမှလဲကီကီလေးရဘာမှလဲသူ့ကီကီလေးလို့ခေါ်တာဟုတ်ကီကီလေးရဘာမှလဲအာဘယ်တော့မှရှိနေတယ်ဘာလုပ်နေလဲဒါပေမဲ့ခီးသွားမယ်ဆိုတော့မှပြောရတယ်မပြောပါဘူးဆိုရင် तू ကတောက်လျှောက် ပေါက်ရမှာပဲစောင့်နေတော့အော်တနာလေးအဲ့လိုပဲလို့အဲ့ဆိုတော့ကိုကတောင်ချောက်လို့စောင့်နေတော့ပျော့ပျော့သွားတယ်။ဒါရင်အမေမနေရကြမယ်နော်ဘလို့ဖြစ်တယ်နော်အဲ့လိုပြောရရင်တော့နားလည်တယ်မှတ်ထားတယ်အဲ့လိုမျိုးတကယ်မပြောဝါဘူးဆိုလို့ရှင်တော့အဆင်မပြေဘူးမပြောဝါဘူးဆိုတော့တောင်ချောက်စောင့်တာဝမ်းနာမှာတောင်ချောက်စောင့်တာအပေါ့ဝမှာပဲစောက်တာအဲ့လိုမျိုးအဲအဲ့လိုမျိုးဖြစ်ပေါ်တဲ့အတွက်ကြောင့်မလို့ဘယ်တော့ပဲဖြစ်ဖြစ်ခྱི་သွားပြီဆိုလို့ရှင်ပြောသွားတာပေါ့နော်။အုံမင်းမျိုးသွားတော့အရန်တရိယာဘာဖြစ်သွား?သူနဲ့တူမင်းမျိုးသွားဘူးတယ်လေ။အေးပါအေးပါအေးပါ။သူနဲ့တူမင်းမျိုးသွားဘူးတယ်။သူခྱི་ရောထွက်လိုက်ရတယ်ပေါ့။သူ့ဟောမှာတော့ သွားပြီးတော့ဟိုဟာဗာလဲအမတို့အဲ့ဒါဘာလို့ခေါ်ရရွာသားကြီးရွာသားကြီးမှာကိုမြင်နေရဝယ်ပြီးတော့မြုပ်လိုက်တာလူလိုပဲမှာအဲဟုတ်တယ်ဟုတ်တယ်မြင်နေရဝယ်ပြီးတော့သူ့မြုပ်လိုက်တာ အဲသူကြိုက်သူကဘာကြိုက်လဲဆိုတော့သူကအဲကြောင်နဲ့ခွေးနဲ့မြန်မာလာမျိုးကပစုံကြောက်ရမ်းကြိုက်တယ်ပစုံကြောက်လေးတွေလည်းထည့်ပေးလိုက်တယ်သူကြိုက်တဲ့အင်းကြီးပါထည့်ပေးလိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်တန်ရုံးစင်ပေါ်နော်တန်ရုံးစင်ကျိုးတစ်ချောင်းကအဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်တော်တော်ဖျက်ရခက်ပါတယ်အဲ့ဒါကတော့ဟိုဒီတိုင်းဆိုလို့ရှိရင်တော့တာမန်လူကတော့တိတ်တိမမဟုတ်ဘူးအဲ့လိုမျိုးရှိရလူပေါ့နော်အဲ့လိုမျိုးအဲတိလေးတွေမွေးထားတဲ့လူဆိုလို့ရှိရင်တော့အမားတို့ခံဟိုပေါ့ခံစားချက်ကိုနားလည်နိုင်မလို့ထင်တာပေါ့နော်အဲသူသူ ေါ်မှာထားတဲ့တယောစင်တို့မျိုးပဲအဲ့အဲ့အကုံလုံးပေါ်နှီးပါပါပဲအဲ့လိုမျိုးရှိကြတဲ့တိလေးမွေးတဲ့လူတွေအကုန်လုံးကအဲ့လိုမျိုးခံစားခဲ့ဘူးကြမှာပဲပေါ့နော်အဲကြောင့်နောက်ထပ်အပူပင်တွေတော့မလိုချင်တော့ဘူးအမလိုချင်တော့မမွေးတော့သူကီကီဆိုတာကမှတချို့ကကီကီလို့ထင်တာမဟုတ်ဘူးကီကီအမကကျတော့အေးကတမီးအောင်ပြောမေးရလေတဲ့တော့တယ်ဗာဒိတ်ပဲလေတဲ့မဟုတ်ဘူးလို့တော့လေးတစ်ချောင်းပဲပေါ့နော်ဆိုပြီးတော့သူငါအတွက်တော့လေးတစ်ချောင်းဆိုတော့သူကီကီလို့ပေးတာကေဝိုင်ကီကေဝိုင်ကီအဲ့လိုပေးတာ